လုပ်ငန်းတစ်ခုဟာရှုံးသလားမြက်သလားဆိုတော့ရှုံးမြက်စည်းရင်းတွေကိုကျမတို့လေ့လာကြတယ်လုပ်ငန်းတစ်ခုဟာစည်းရင်းကာလတစ်ခုပြီးဆုံးတိုင်းမှာအကျွေးတွေဘလောက်နဲ့ကြံခဲ့တယ်လေလုပ်ငန်းရဲ့ပိုင်ရှင်ပိုင်ဆိုင်မှုဘလောက်ရှိနေတယ်လေလုပ်ငန်းရဲ့နောက်ဆုံးဖြစ်ပေါ်နေတဲ့ current situation ကိုဖော်ပြတဲ့ statement တွေထုတ်ပြန်နေ balance ရှိလို့ကျမတို့ရေဘူးရသုံးပါတယ်ဒါကလုပ်ငန်းရဲ့ငွေအဝင်အထွက်ကိုဖော်ပြတဲ့ cash flow statement အဓိကအပြင်ဒီမှာ major financial statement ၃ခုကိုကျွန်တော်တို့တင်ထားပါတယ်ကျွန်တော်တို့အခုပိုင်းမှာတော့ major financial statement ၃ခုကိုအဓိကဆွေးနွေးမှာပါလုပ်ငန်းတွေမှာ လုပ်ငန်းတစ်ခုရဲ့စည်ရင်းကာလတစ်ခုတွင်းမှာဆောင်ရွက်တဲ့ရလဒ်တွေကိုဖော်ပြပေးတဲ့အဓိကတင်ပြလာတဲ့ account department တွေဘက်ကနေတင်ပြလေးရှိတဲ့ financial statement ၃ခုရှိပါတယ်အရှုံးမြတ်စည်ရင်းလို့ခေါ်တဲ့ income statement နောက်လုပ်ငန်းရဲ့နောက်ဆုံးအခြေအနေကိုဖော်ပြပေးတဲ့ balance sheet နောက်တစ်ခုကတော့အဲ့နှစ်ခုနဲ့မတူပါဘူးငွေအဝင်အထွက်ကိုတီးခြားရေးဆွဲတဲ့ cash flow statement တစ်ခုပါအဓိကအဖြစ် common ဖြစ်တဲ့ financial statement ၃ခုကိုကျွန်တော်တို့အဓိကလေ့လာလေ့ရှိပါတယ်အဲ့၃ခုကို detail လေးနည်းနည်းပြန်ကြည့်လိုက်ရင် income statement ဆိုတာလုပ်ငန်းတစ်ခုရဲ့ဝင်ငွေရယ်ဈေးရယ်ကိုအဓိက emphasize ထားပြီးတော့ရေးဆွဲထားတယ်သတ်မှတ်ထားတဲ့စည်ရင်းကာလတစ်ခုအတွင်းမှာဝင်ငွေဘယ်လောက်ရခဲ့သလဲဈေးတွေဘယ်လောက်ကုန်ကျခဲ့သလဲ ဝင်ငွေဟာစရိတ်ထက်ပိုများအောင်ရှာဖွေနိုင်ခဲ့တယ်ဆိုရင်အဲ့လုပ်ငန်းဟာအမျက်ရတယ်လို့သတ်မှတ်ပါတယ်လွဲအောင်ရှင်းပြရင်တော့ကျွန်တော်တို့ income နဲ့ expense ကို match လုပ်တယ်လို့ပြောပါတယ်စရိတ်ကာလတစ်ခုအတွင်းမှာဖြစ်ပေါ်လာတဲ့ဝင်ငွေရအောင်ရှာနိုင်ခဲ့တဲ့ဝင်ငွေရဲ့အဲ့ဒီ accounting period တစ်ခုအတွင်းမှာဖြစ်ပေါ်ခဲ့တဲ့ expense ရဲ့ income နဲ့ expense ကို match လုပ်တယ် income over expense ဖြစ်ခဲ့ရင်ကျွန်တော်တို့ profit ပြောင်းပြန်အားဖြင့် expense over income ဖြစ်ခဲ့ရင်ဈေးပုံများသွားတယ်ဆိုရင် loss minus နဲ့ထွက်တယ်ရှုံးတယ်လို့ပြောတယ်။ကျွန်တော်တစ်နှစ်အတွင်းမှာဝင်ငွေ7သိန်းရှာနိုင်တယ်။ဈေး8သိန်းကုန်သွားတယ်ဒါဆိုရင်2သိန်းမြတ်တယ်လို့ပြောမယ်။ပြောင်းပြန်ဈေးဟာ8သိန်းကုန်တဲ့အချိန်မှာဝင်ငွေဟာ6သိန်းမြတ်ရအောင်ရှာနိုင်ရင် minus 2 loss 2သိန်းပေါ်တယ်လို့ပြောပါတယ်။အဲ့တော့ဝင်ငွေနဲ့ဈေးကိုနှိုင်းယှဉ်ပြီးမှ ဝင်ငွေဟာဈေးကျက်များရင်မြတ်တယ်ဈေးရိတ်ဟာ ဝင်ငွေထက်များသွားရင်ရှုံးတယ်ဆိုတဲ့အရှုံးမြတ်စည်ရင်ကိုကျမတို့ income statement လို့ပြောပါတယ်တတ်မှတ်ထားတဲ့စည်ရင်ကာလတစ်ခုအတွက်ရေးဆွဲလို့ရှိရယ်ဒီနေရာမှာ accounting period ကို accounting ဘက်ကရေးဘူးရတတ်မှတ်တစ်နှစ်တစ်ကြိမ်ရေးဆွဲတဲ့အတွက်ကြောင့် annually သွားတယ်လို့ကျမတို့ပြောတယ်ပုံမှန်အားဖြင့်အစိုးရစီကိုကျမတို့ကတစ်နှစ်တစ်ကြိမ်အခွန်တင်ရတယ်အမြတ်ဘယ်လောက်ရတယ်လဲအဲ့ဒီပုံမှန်မူတည်ပြီး အခွန်ဘလောက်ဆောင်ရမယ်ဆိုတဲ့အခွန်တတ်မှတ်ချက်ကိုဖြည့်ဆည်းဖို့အတွက် annually နှစ်ကုန်တိုင်းနှစ်ကုန်တိုင်းမှာအမြတ်ဘလောက်ရတယ်ဆိုတာကိုတွက်ချက်ဖို့လိုပါတယ်